ဲ့တော့တန်ရောစင်ဆိုတာဟာလူတွေကတော့ချစ်ခင်ချင်းကိုသာလင်တန်ရောစင်လို့ခေါ်တာမဟုတ်ဘူးချစ်ခင်ချင်းကလည်းတန်ရောစင်မုန်တိချင်းကလည်းတန်ရောစင်မတိချင်းကလည်းတန်ရောစင်တို့ချီနှောင်ထားတဲ့ဟာတွေကျွဲကုန်အများဖြင့်တန်ရောစင်တန်ရောစင်ဆိုရင်တဏှာပဲတူရထင်းနေကြတယ်။ဘုရားတန်ရောစင်10မျိုးရှိတယ်။အကုသိုလ်တွေကတော်တော်များများတန်ရောစင်နေကြည့်ပဲ။ ။ဘာကြောင့်တန်အောင်စင်တွေခေါ်လို့ဆိုဆင်းရဲဒုက္ခနဲ့ချီနှောင်ထားလို့ပဲ။အဲ့ဒါတွေကိုပြုတ်ထွက်သွားတယ်။အဲ့ဒါတွေပြတ်ဖို့ရည်ချတာဟုတ်။အဓိကကတော့အဲ့ဒီကိုသွား။မြတ်စွာဘုရားတရားတော်ကအဲ့ဒါဖြတ်တာပဲ။အဲ့ဒါဖြတ်တာဘာနဲ့ဖြတ်တာတော့ဆိုအမှန်ကန်ဆင်ញင်သုံးသက်ခြင်းဖြစ်ဖြတ်တယ်။အဲ့ဒီလိုမမကန်ကန်ဆင်းရဲသုံးသက်နိုင်မှုကပညာလို့ခေါ်တယ်။ အဲ့ဒီပညာဟာအမျက်ဆုံးပဲဘုရားဗုဒ္ဓမှာယုံကြည်မှုကလည်းအဓိကမဟုတ်ဘူးလက်တွေ့သိရှိနားလည်မှုကအဓိကဖြစ်တယ်ဒါကြောင့်မို့ဘဂိရှိပါမှာသမာဓိဋ္ဌိ right understanding ဆိုတာအဓိကထားပြောမင်္ဂလာနားလည်ဖို့အရေးကြီးမင်္ဂလာမြင်တတ်ဖို့အရေးကြီးမင်္ဂလာမြင်ပြီဆိုမှဒါအခုကအမြင်မှန်ရအောင်ဆင်းရဲတာပဲ မစင်းသားရဲ့မတည်ဘူးစဉ်းစားပါသေးတယ်အမြင့်မှန်ရအောင်ဆင်းရဲသုံးသက်ခြင်းဟာတမတ်တည်းကြည့်